ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်တိုင်းပြည်နဲ့ပြည်သူ့ဗန္တာတွေကိုကုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လှန်ရေးဖြစ်တယ်လို့စစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှစစ်အာဏာရှင်အမှုအကျင့်အတွေးအခေါ်မှန်သမျှအဆုံးသတ်ရေးအတွက် ်ဆင်နွှဲနေရတဲ့ဒေါ်လာရေးဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိတယ်ဆိုတာကိုကြည့်မြင်ရမှာဖြစ်တယ်လို့ NUG ယာယီသမရဒူဝါလရှိလာကပြောပါတယ်ဒီနေ့မြန်မာ21ရက်နေ့မှာပြည်သူတွေကို NUG ယာယီသမရကနှစ်သက်ကူနှုတ်ခွန်းဆက်မိန်ကုန်ပြောကြရမှာတော်လှန်ရေး၄နှစ်ကြောလွန်လာတဲ့အချိန်အထိဘေးဒုက္ခမျိုးစုံအချက်အသေးပေါင်းစုံကိုကြံ့ကြံ့ခံရင်ဆိုင်အံတုပြီးတော်လှန်ရေးကိုအားပေးထောက်ခံဝန်းရံခဲ့တဲ့ပြည်သူတွေရဲ့ ်ဇွဲတတိကိုအလေးအမြတ်ပြုရသလိုအထူးကျေးဇူးတင်ကြောင်းပြောကြားပါရယ် NUG အစိုးရဟာလူတို့ရဲ့ယုံကြည်မှုနဲ့ပေးအပ်ထားတဲ့တာဝန်ကိုထမ်းဆောင်နေတာကြောင့်ရရှိထားတဲ့အောင်မြင်မှုတွေမှာပဲကျေနပ်နေမှာမဟုတ်ပဲပြည်သူအလုံးလိုလားတောင်းတတဲ့ဒေါ်လာရေးအောင်ပွဲရတဲ့အထိဒီဇိုင်းမမတ်ချီတက်သွားမယ်လို့ဆိုပါရယ် ဒေါ်လာရည်အင်အားစုအသီးသီးရဲ့စွမ်းဆောင်ရည်တွေနဲ့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုတွေကြောင့်ဒီနေ့အချိန်မှာစစ်ကောင်စီဟာမြန်မာစစ်သမိုင်းတလျှောက်အကြီးမားဆုံးရှုံးနိမ့်မှုတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်းနိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နိုင်မှုကလေးပုံတပုံတောင်မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်အလက်တွေကဖော်ပြနေကြောင်းယာယီသမရကဆက်ပြောပါတယ် ဒေါ်လာရဲ့အချိန်ကာလကြာမြင့်လာတာနဲ့အမျှပြည်သူတွေထိခိုက်ခံစားရတာကြီးမားသလိုတိုင်းပြည်လည်းနစ်နာခဲ့ရတဲ့အခြေအနေကိုလည်းယာယီသမ္မတကထည့်သွင်းပြောကြားပါတယ်။ ဒါကြောင့်တက်နိုင်သမျှဒီဒေါ်လာရေးကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူတွေထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေပပျောက်သွားအောင်ကြိုးစားရမှာဖြစ်တယ်လို့ဆိုပါတယ်။အထူးသဖြင့်ဒီ2025ခုနှစ်ဟာကြီးမားတဲ့ဒေါ်လာရေးအလှည့်အပြောင်းဖြစ်လာစေမယ်နဲ့ပြည်သူလူထုအတွက်ဒေါ်လာရေးအပိသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်သွားနိုင်မယ်နဲ့ဖြစ်ဖို့ဒေါ်လာရေးအင်အားစုတွေအားလုံးစထက်တပိုးကြိုးစားသွားရမှာဖြစ်တယ်လို့လည်း AUG ယာယီသမရကကတိပြုတိုက်တွန်းလိုက်ပါရရှင်။ ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရစေ